လူတွေကလေကျမတို့ခင်မို့မို့အေးခင်မို့မို့အေးပဲပြောနေကြတယ်တကယ်တမ်းဇက်သိမ်းလဲကြအောင်အဲ့ဒီခင်မို့မို့အေးတွေကြီးပဲခါမှာပဲရှင်အမနဲ့ပြိတ္တတွေကြားထဲမှာကမ်စရီမိပြီးသားစကလုံးတစ်ခုဒါတော့ခင်မို့မို့လေးစားဆိုတော့အဲ့ဒီစကလုံးဆိုတော့ပြိတ္တနဲ့အမနဲ့မစိမ့်တော့ဘူးအဲထောက်လို့သူကလည်းကျွန်တော်မိတ်ဆွေလေ ်ဟုတ်ဒါကလည်းထင်ပါတယ်ညီမမင်းမင်းပုံနဲ့အားကြောင့်တော့ romance လေးတခုလို့မြင်ပါတယ် romance ဇာတ်ကားတခုပေါ့နော်မင်းမင်းပုံရိုက်နေကြပုံစံမျိုးလို့လည်းပြောလို့ရတယ်မဟုတ်ဘူးလို့လည်းပြောလို့ရတယ်ဆိုတော့ကြိုက်ကြမှာပေါ့အဲဒီလိုမျိုးကတော့တခုရှေ့သူအရှိန်မှာတော့ကျွန်တော်မင်းမင်းပုံကြည့်ပြတာကျတော့အိမ်အောင်ရင်းကားတွေများတယ်အခုကတော့ romance ဆိုတော့တောင်းပါပါအဲကျွန်တော်အခုဟိုပါပေါ့ ်ငါတို့ကခင်မို့မို့အေးအတွက် pre production အဲ့ဒါပြီးတော့နောက်ကျွန်တော် December January မှာရိုက်မယ်ကားတစ်ခုပြင်ဆင်အဲ့ဒါတော့ကျွန်တော်တဖြည်းဖြည်းချင်းတော့အသိပေးမှာပါအဲငါတို့ကခင်မို့မို့အေးကကျွန်တော်အဓိကအမအကိုခေါင်းဆောင်မင်းသမီးဖြစ်နေရိုက်ချင်တာအဓိကပါမခင်မမို့အေးကိုကျွန်တော်ကောင်းဆောင်မင်းသမီးဖြစ်နေဟိုပရိသတ်ကိုထပ်ပြချင်တယ်အမအတွက်လည်းတသက်လုံးအမတ်တရာတစ်ခုဖြစ်သွားမယ်အဲ့လိုအရင်စမ်းသပ်ပြတာအဲ့မှာမှတစ်ဆင့် ဟိုအမနဲ့ပြိတ္တတွေကြားမှာ chemistry မိပြီလားစကလုံးတစ်ခုငါတို့ကကဲမုံမုံလေးဆိုတော့အဲအဲ့ဒီစကလုံးဆိုတော့ပြိတ္တနဲ့အမနဲ့မစိမ့်တော့ဘူးအမဟိုဘယ်လိုပြောမလဲ director ဘုံမှာ well obedience well respect ပြီးတဲ့တရားဆောင်တယောက်ပါသူ့ဘက်ကအရေးဆိုတာမျိုးမရှိဘူးကျွန်တော်ဘက်ကလည်းအမမလုံးနိုင်တယ်လို့သိပြီးသားနောက်တစ်ခုကဒီဇက်ကအမအတွက်ကိုတည်ပြီးတော့ရေးထားတဲ့ဇက်ဖြစ်တဲ့အတွက်အဆင်ပြေပါတယ် ကျွန်တော်ကအဓိကသူများမလုပ်တာဟောပဲလုပ်ချင်တယ်ဟို drama ရိုက်မယ်ဆိုတဲ့အချိန်မှာဟို formal drama ပေါ့နော် ID လုံနိုင်တဲ့မင်းသားမင်းသမီးတွေထက်ဟိုဇလန်းကိုအဲ့လိုမျိုးဟိုအတင်းငိုခိုင်းအတင်းကြီးခိုင်းအဲ့ဒါမျိုးတွေမလုပ်ချင်တော့အဲ့လိုတွေမလုပ်ချင်တော့ဘယ်ဟာကအစ်စ်ဖြစ်မလဲစဉ်းစားရတဲ့အချိန်မှာအမဆိုလို့ရှိရင်တော့ဒါပရိသတ်အတွက်လည်းအစ်စ်ဖြစ်မယ်အမအတွက်လည်းအမတ်တရဖြစ်မယ်နောက်တစ်ခုကျွန်တော်ကိုယ်တိုင်လည်းဟိုအဲ့လို risk ယူရတာမျိုးကြိုက် စစ်မန္တရာနဲ့စစ်မန္တရာနဲ့ကျွန်တော်နဲ့ကဟိုကိုဒန်းနဲ့ကတငယ်ချင်းပါကိုဒန်းနဲ့ကတငယ်ချင်းဆိုတော့အဲ့လိုစားစားနောက်နောက်ပေါ့နော်အရင်တော့အကြောင်းမှာတော့အရန်ကြီးမခင်ပေမဲ့တောင်းပြီးတော့ပြန်တွေ့တော့အရန်ခင်သွားကြငယ်တငယ်ချင်းဆိုတာအခုကြီးရွယ်မှာလက်ချိုးကြီးလို့ရသွားတယ်လေဟိုအထက်တန်းကျောင်းတော့ငယ်ချင်းဆိုတာပို့ပြီးတော့တော့လက်ချိုးကြီးလို့ရသွားတယ်အဲ့ထဲမှာစုမန္တရာရှာရှာပပငယ်တငယ်ချင်းပါအားကြောင့်လဲနောက်ဖြစ်တာဟုတ်တယ်